မင်္ဂလာပါအခုချိန်ကစပြီးတော့ဇွန်လ16ရက်နေ့တနင်္လာနေ့ညပိုင်းသတင်းနဲ့မီဒီယာကွန်ရဲ့ NMG သတင်းဌာနရဲ့ရုပ်သံသတင်းအစီအစဉ်တွေကိုစတင်နေပါပြီကျွန်မအာမီပါ မုံရထောင်မှာထိမ့်သိမ့်ခံထားတဲ့မုံရတပိတ်ခေါင်းဆောင်ကိုဝင်းမိုးနိုင်အပါဝဲနိုင်ကျင်းတွေနဲ့တခြားရာဇဝဲအကျဉ်းသား200လောက်ကိုစစ်ကောင်စီကတခြားထောင်တွေစီကိုပြောင်းရွှေ့လိုက်ပါတယ်။ထောင်တန်း84နှစ်ကြာနေတဲ့ဒီမုံရတပိတ်ခေါင်းဆောင်ကိုဝင်းမိုးနိုင်နဲ့အကျဉ်းသားစုစုပေါင်းအယောက်200လောက်ကိုဇွန်လ12ရက်နေ့မှာထောင်ပြောင်းလိုက်တာဖြစ်တယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ပြောရေးဆိုခွင့်ရှိသူကိုတိုက်ထွန်းဦးကပြောပါတယ်။စကိုင်းမှာတော်လှန် ရေးအင်အားစုတွေကစစ်ရေးလှုပ်ရှားမှုတွေအရှိန်မြင့်လာတာကြောင့်မုံရွာထောင်ရဲ့လုံခြုံရေးနဲ့ပတ်သက်ပြီးတော့စိုးရိမ်လာလို့ဒီလိုမျိုးထောင်ပြောင်းတာတွေလုပ်တာဖြစ်နိုင်တယ်လို့ကိုတိုက်ထွန်းဦးကပြောပါတယ်။အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ဒီနမခကတပ်ဖွဲ့ဝင်တွေဟာတန်ချက်ကကနစီနောက်ပြီးတော့အင်စီက3စီးနဲ့အာဆက်နှစ်ဘိန်းကုံတင်က6စီးပါတယ်ဒီရင်တန်းနဲ့အကျဉ်းသားတွေကို ထောင်ပြောင်းလိုက်တာပဲဖြစ်ပါတယ်။မန်းလေးကအုံဘူထောင်နဲ့မြင်းချံထောင်အပြင်မ ကွေးတိုင်းတွေကမကွေးအချင်းထောင်ကိုခွဲပြီးပို့မယ်လို့ဆိုပါတယ်အများစုကတော့အုံပိုထောင်ဖြစ်နိုင်တယ်လို့ဆိုပါတယ်ရွှေပြောင်းခံရတဲ့အချင်းသားတွေအတွက်တော့နေရာထိုင်ခင်းနောက်ပြီးတော့အစားအသောက်နဲ့လုံခြုံရေးဆိုင်ရာစိုးရိမ်မှုတွေလည်းရှိနေတယ်လို့နိုင်ကျင်အရေးစောင့်ကြည့်နေသူတွေကဆိုပါတယ် အုံဘူထောင်ကငလင်တန်းကြောင့်ဒီအဆောက်အုံတွေပျက်စီးခဲ့တဲ့အပြင်လက်ရှိမှာလည်းအကျဉ်းသားတွေနဲ့ပြည့်ကျက်နေပြီလို့ဆိုပါရယ်ရှမ်းဂရင်းရဲ့အဆက်ကိုထွက်ပြေးတိမ်းရှောင်လာကြတဲ့ရှမ်းတောင်ကစစ်ပေးရှောင်6000လောက်အတွက်ဒီစားနပ်ရိက္ခာနဲ့ရေးပေါ်အကူအညီတွေလိုအပ်နေပါရယ်ရှမ်းတောင်ကစစ်ပေးရှောင်ပြည်သူတွေကဒီဖက်ခုံမျိုးနယ်တဲကစစ်ပေးလွတ်တဲ့နေရာတွေနဲ့ဂရင်းပြည်နယ်တဲအထိထွက်ပြေးတိမ်းရှောင်လာကြတာဖြစ်တယ်လို့ဂရင်းပြည်ဂျာကာလာအုပ်ချုပ်ရေးကောင်စီ IEC ရဲ့အတွင်းရေးမှူးနှစ်ဦးပညာကပြောပါရယ် ရှမ်းတောင်ဖဲခုံမြို့နယ်တဲကဖဲခုံအင်းအရှိချမ်းမှာရှိတဲ့ဆောင်းနန်းခဲနောက်ပြီးတော့ဒီလွယ်ပေါ်နန့်ပေါ်လုံးလဟဲပိနေကုန်းအပါဝင်ဒီတခြားရွာတွေကဆစ်ဆောင်ပြည်သူ6000လောက်ဟာနေရက်ကနေထွက်ပြေးနေရတာပဲဖြစ်ပါတယ်ဖဲခုံမြို့နယ်တဲကိုစစ်ကောင်စီတပ်နဲ့ပို့ပြည်သူစစ်အဖွဲ့ PNO ပူးပေါင်းအဖွဲ့ကဒီအင်အားအလုံးရင်းနဲ့စစ်ကြောင်းထိုးပြီးတော့ဝင်လာတာကြောင့်အခုလိုမျိုးဘေးလွယာကိုတိမ်းရှောင်နေကြရတာပဲဖြစ်ပါတယ်ဂျွန်လဆန်းပိုင်းကနေစပြီးတော့ရှမ်းကရီ အဆက်မှာစစ်ကောင်စီတပ်နဲ့ Grenade တော်လှန်ရေးပူးပေါင်းအဖွဲ့တို့ကြားမှာစစ်ရေးတင်းမာမှုတွေပြန်မြင့်တက်လာခဲ့ပြီးတော့ပင်လောင်းမြို့နယ်ဒီစောင်းပြောင်းရွာကိုလည်းစစ်တပ်နဲ့ PNO ပူးပေါင်းအဖွဲ့ကထိ ंछ ုပ်ထားလိုက်ပါတယ် ဂျွန်လ9ရက်နေ့ကစလို့ဖဲခုံမြို့နယ်ဘက်ကိုအင်အားတထောင်လောက်နဲ့ဆက်ပြီးတော့စစ်ကြောင်းထိုးနေပြီးတော့ဒီရွာတွေတဲကိုလည်းလက်နက်ကြီးတွေနဲ့ပစ်ခတ်နေတာတွေဇက်တိုက်လုံနေတယ်လို့ဆိုပါတယ်ရှမ်းကရင်ရဲ့အဆက်ကဖဲခုံဒေသဟာဆိုရင်စစ်ရေးစီးပွားရေးအရာအချက်ချကြတဲ့နေရာဖြစ်တာကြောင့်နှစ်ဖက်တပ်တွေက ထိ ंछ ုံနိုင်ရေးအပြိုင်ဆိုင်ကြိုးပမ်းနေကြတာပဲဖြစ်ပါတယ် နျူကလ িয়ার ရအောင်စစ်ကောင်စီကကြိုးပမ်းနေတာဟာစစ်ရေးအတွက်ပဲဖြစ်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကဆွဆွဲပြောဆိုလိုက်ပါတယ်စစ်ကောင်စီရဲ့ဒီနျူကလ িয়ার နည်းပညာရရှိရေးကြိုးပမ်းမှုတွေဟာဆိုရင်ပြည်တွင်းဒီမိုကရေစီအရေးလှုပ်ရှားမှုအတွက်သာမကအာဆီယံဒေသအတွင်းနဲ့နိုင်ငံတကာတည်ငြိမ်ရေးအတွက်ပါစိုးရိမ်ဖို့ကောင်းတဲ့ချင်းချောက်မှုဖြစ်တယ်လို့ NUG ကဒီပြည်ထောင်စုဝန်ကြီးရုံးပြောရေးဆိုခွင့်ရှိသူဦးနေဖုန်လက်ကပြောပါတယ်လက်ရှိမှာစ စ်ကောင်စီကတိုင်းပြည်ဗန္နာကိုအသုံးပြုပြီးတော့ဝယ်ထားတဲ့ဒီစစ်လက်နက်တွေနဲ့ပြည်သူလူထုတွေကိုပြစ်မှတ်ထားပြီးတော့စာတင်ကြောင်းတွေနောက်ပြီးတော့ဆေးရုံတွေပြီးလို့ရှိရင်ဒီလူနေရက်ရွာတွေတဲကိုဘုံကျဲတိုက်ခိုက်တာလက်နက်ကြီးနဲ့ပြစ်ခတ်တာတွေကိုနေတိုင်းနေတိုင်းလုပ်နေတယ်လို့ဆိုပါတယ်ဒီအခြေအနေမျိုးမှာနျူကလ িয়ার နည်းပညာလို့အဖြတ်စွမ်းအားကြီးတဲ့ဒီပြင်းနဲ့လက်နက်တစ်ခုကို ပိုင်ဆိုင်သွားမယ်ဆိုရင်ဒေတာတွင်းတည်ငြိမ်ရေးနဲ့လုံခြုံရေးကိုဆူဆူရွရွထိခိုက်စေနိုင်မယ်လို့ NUG ကြီးကထောက်ပြထားပါတယ်။အခုလုံနေတာတွေကဒီနိုင်ငံကအတိုင်းဝိုင်းရဲ့နျူကလ িয়ার လက်နက်မပြန့်ပွားရေးကြိုးပမ်းမှုတွေကိုစစ်ကောင်စီကပြောင်ပြောင်တင်းတင်းကိုစိန်ခေါ်နေတာဖြစ်တယ်လို့ NUG ကဆိုပါတယ်။အခုဆက်ပြီးတော့နိုင်ငံတကာသတင်းတွေနဲ့တခြားစိတ်ဝင်စားစရာသတင်းတွေကိုတင်ဆက်ပေးသွားမှာပါ အီရန်နဲ့ဒီအစ္စရေးတို့ဟာအပြန်အလှန်တိုက်ခိုက်နေကြတာအခုဆိုရင်၄ရက်မြောက်ရှိလာပါပြီ။အစ္စရေးကအီရန်ရဲ့ဒီနျူကလ িয়ার အစီအစဉ်တွေနောက်ပြီးတော့စစ်ကောင်းဆောင်တွေနဲ့စစ်ပတ်ပစ်မှတ်တွေကိုအရင်ဆုံးစပြီးတော့တိုက်ခိုက်ခဲ့တာပါ။အီရန်နျူကလ িয়ার ပညာရှင်တွေနဲ့စစ်ကောင်းဆောင်တွေတေဆုံသွားခဲ့ပြီးတဲ့နောက်မှာတော့အီရန်ဘက်ကလည်းလက်တုံပြန်ပစ်ခတ်ခဲ့ပါတယ်။၄ရက်လုံးအပြန်အလှန်ပစ်ခတ်နေကြရမှာအစ္စရေးဘက်ကအရက်သား၁၀ခန်းတေဆုံခဲ့တယ်လို့အီရန်ဘက်မှာအရက် ်သားတွေအပါအဝင် လူပေါင်းရာကျော်သေဆုံးခဲ့ပါတယ်။ကမ္ဘာအနှံ့ကလူတွေကလည်းအမေရိကန်နဲ့ဒီရုရှားတို့ရဲ့ဒုံးကျည်လက်နက်တွေနောက်ပြီးတော့ဒုံးဖြတ်လက်နက်တွေကိုတအံ့တော်ကြည့်ရှုကြရပါတယ်။ဆိုတော့ဒီပွဲမှာကျမတို့တွေကပွဲကြည့်ပရိသတ်သက်သက်ပဲလား။တကယ်တော့မဟုတ်ပါဘူးကိုရီနဲ့သက်ဆိုင်တာတွေလည်းရှိနေပါတယ်တရက်သက်ဆိုင်တာတစ်ခုကတော့စီစေးနှုံးတွေ ခုံတက်ကုန်တာပဲဖြစ်ပါတယ် အရင်တစ်ပတ်အတွင်းမှာပဲဒီရေနံစိမ်းစီစည်းနှုံးတွေဟာကမ္ဘာဈေးကွက်မှာ900ရာခိုင်နှုန်းခုန်တက်သွားခဲ့ပါတယ်။ တနင်္ဂနွေနေ့ကတော့အစ္စရေးကဒီအီရန်ရဲ့ကမ္ဘာအကြီးဆုံးသဘာဝဓာတ်ငွေတန့်စင်တဲ့နိုင်ငံတောင်ပိုင်းကအာဆောက်ဖတ်ဆိုတဲ့နေရာကိုပေါ့နော်ဒီတိုက်ခိုက်ခဲ့ပါတယ်။အဲ့ဒီနေရာဟာကမ္ဘာမှာ အကြီးဆုံးတွေထဲကအကြီးဆုံးတွေထဲမှာပါတဲ့သဘာဝဓာတ်ငွေတန့်စင်ဆက်ယုံနှစ်ခုမီးလောင်ပျက်စီးသွားခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ရေနံစိမ်းဈေးနှုန်းဟာနောက်ထပ်300ခိုင်နှုန်းခုန်တက်သွားပါတယ်။ကမ္ဘာရဲ့ဘယ်နေရာမှာပဲနေနေ73စီဈေးတက်တာ တော့ကြုံကြရမှာ ဖြစ်ပါတယ်။စီစည်းတွေတက်ပြီးဆိုလို့ရှိရင်တော့တစ်ဆက်ထဲမှာပဲကုံစည်းနှုံးတွေလိုက်တက်မှာကိုတော့မျောလင့်ထားရတော့မှာဖြစ်ပါတယ်။ ဒေတာတွင်းကသတင်းတွေကိုပြောရမယ်ဆိုလို့ရှိရင်တော့ထိုင်းနဲ့ကမ္ဘောဒီးယားတင်းမာမှုအကြောင်းနဲ့ဆက်ချင်ပါတယ်။ကမ္ဘောဒီးယားဟာထိုင်းနယ်စပ်ပြဿနာကိုကမ္ဘာတရားရုံး ICJ ကိုတင်လိုက်ပြီးဖြစ်ပါတယ်။တချိန်တည်းမှာပဲထိုင်းမှာအလုပ်လုပ်နေကြတဲ့ကမ္ဘောဒီးယားနိုင်ငံသား၅သိန်းကိုပြန်ခေါ်မယ်လို့ပြောလိုက်ပါတယ်။ထိုင်းကနေပြန်လာကြမယ်ဒီကမ္ဘောဒီးယားအလုပ်သမားတွေကို ကျူးစွနေရချထားမှုလုပ်ဖို့ကိုလည်းနယ်စပ်ဒေတာတွေမှာ ပြင်ဆင်မှုတွေစပြီးတော့လုပ်နေပြီးဖြစ်ပါတယ်။ထိုင်းဝင် ်ကြီးချုပ်ပေထုံထန်ရှင်နဝတ်ကတော့ဒီကမောရီးယားအလုသမားတွေလို့နာမည်မတက်ပဲနိုင်ငံခြားအလုသမားတွေကို ထိုင်းနိုင်ငံအနေနဲ့မောင်းထုတ်မှာမဟုတ်ဘူးပြန်ခေါ်ရင်ပြန်ခေါ်တဲ့နိုင်ငံကပဲကြိုဆိုလက်ခံရေးနဲ့နေရာချထားရေးကိစ္စတွေကိုတာဝန်ယူရမယ်လောက်ခလာစားတဝက်လောက်ပဲရမယ့်နေရာကိုပြန်ကျင်နေဆိုရင်လည်းပြန်လို့ရပါတယ်လို့ပြောထားပါတယ်ထိုင်းလာအိုကမောရီးယားတို့စုံတဲ့ဒီမြတ်တိကန်လို့ခေါ်တဲ့ဒီ Emerald Triangle မှာရ ှိတဲ့ထိုင်းလူမျိုးတွေចောင်းသူចောင်းသားတွေကတော့စစ်ဖြစ်လာခဲ့ရင်ဒါမှမဟုတ်ဘုံတွေလက်နက်ကြီးတွေကြလာခဲ့ရင်ဘယ်လိုနေရမယ်ဘယ်လိုနေရယူရမယ်ဆိုတာတွေကိုလေ့ကျင့်နေကြပါတယ်။နောက်တစ်ပုဒ်ကတော့ Facebook ရဲ့ Meta Company ပိုင်ရှင် Mark Zuckerberg နဲ့ဒီကောလိပ်ကြောင့်ငါဘွဲမရပဲထွက်ခဲ့တဲ့ Alexander Wang နိုးပေါင်းပြီးတော့ Super AI စီမံကိန်းစတင်မဲ့အကြောင်းဖြစ်ပါတယ်။ Facebook ကိုပိုင်တဲ့ဒီ Meta ကုမ္ပဏီက Super AI ကိုဖန်တီးဖို့ Scale AI ကုမ္ပဏီမှာ American Dollar 73.4 billion ယင်းနှမြုံနှံလိုက်ပါတယ်။ Meta ကုမ္ပဏီပိုင်ရှင်ဖြစ်တဲ့ Mark Zuckerberg ကတော့ဒီသူ့ကုမ္ပဏီကို2025ခုနှစ်အတွင်းမှာ AI နဲ့ပတ်သက်လို့ယင်းနှမြုံနှံမှုအကြီးအကျယ်လုပ်မယ်လို့ Nissan Grey ကပြောခဲ့တာဖြစ်ပါတယ်။အခုတော့အပြောနဲ့အလုပ်ထပ်တူဖြစ်ခဲ့ပါပြီ။ Zuckerberg နဲ့အတူ Super AI ဖန်တီး းလှုပ်ဆောင်မဲ့နောက်ထပ်ရင်းနှီးမြှုပ်နှံသူကတော့ Meta ကဝယ်လိုက်တဲ့ Scale AI ဒီပိုင်ရှင် Alexandra 1ဖြစ်ပါတယ်။သူကတော့ Meta နဲ့အတူ Super AI ကို တွဲလှုပ်ဖို့ Scale AI ကုမ္ပဏီကထွက်လိုက်ပြီး American Dollar 14.3ဘီလီယံရင်းနှီးမြှုပ်နှံမှာဖြစ်ပါတယ်။သူဟာ MIT ဆိုတဲ့စက်မှုကောလိပ်ကနေပထမနှစ်မှာပဲထွက်လိုက်ပြီးတော့ Scale AI ကုမ္ပဏီကို ထူထောင်လာခဲ့တာဖြစ်ပါတယ်။စုစုပေါင်း ဒေါ်လာ26ဘီလီယံမြုပ်နှံထားတဲ့ဒီ super intelligent သုတေသနဌာနကို Meta ရဲ့မူလသုတေသနလုပ်ငန်းကနေခွဲထွက်ပြီးတော့တီးခြားလှုပ်ဆောင်มาဖြစ်ပါတယ်။ Zuckerberg ကတော့ Meta ရဲ့ AI ဟာထူးခြားကောင်းမွန်ပြီး လူပေါင်းတန်းတထောင်ကိုအလုတ်ကျွေးပြုတ်မယ်လို့ဆိုပါတယ်။ဒီနှစ်ဟာ AI အတွက်တော့အဆုံးဖြတ်ပေးရမယ့်နှစ်လည်းဖြစ်တယ်လို့ Zuckerberg ကပြောထားပါတယ်ရှင်။ တဲ့နဲ့မီဒီယာကွန်ရဲ့ NMG သတင်းဌာနကအပတ်စဉ်တနင်္လာနေ့ကနေတောက်ကြနေ့အထိညတိုင်းမှာရုပ်သံသတင်းအစီအစဉ်တွေကိုထုတ်လွှင့်ပေးနေတာပဲဖြစ်ပါတယ်။စောင့်မျှော်ကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။